အားလုံးမင်္ဂလာပါကျွန်တော်သရင်လာမင်းပါကျွန်တော်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ပျော်ရွှင်စီတဲ့အကြောင်းအရာတွေရဲ့အနှစ်သာရကိုကျွန်တော်ဆန်းစစ်ကြည့်အောင်အရင်တစ်ခေါက်တုန်းကပြောခဲ့တဲ့အကြောင်းမှာကျွန်တော်တို့ကျွန်တော်တို့မပျော်ရွှင်စီတာကဘယ်အရာတွေလဲဆိုတာကိုကျွန်တော်ဆန်းစစ်ကြည့်ခဲ့တယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ပျော်ရွှင်စီတယ်လို့ထင်တဲ့အရာတွေကတကယ်အစ်စ်မှန်ဟုတ်ရဲ့လားဆိုတာကိုကျွန်တော်ဆက်ပြီးဆန်းစစ်ကြည့်ကြအောင်ခက်ခဲတစ်ခုနဲ့ကြုံလာတဲ့အချိန်တိုင်းမှာ အုံနောက်ကခန္ဓာကိုယ်အတွက်အဆင်သင့်ဖြစ်အောင်ကျွန်တော်တုံ့ပြန်မှုနှစ်မျိုးကိုဖန်တီးပေးလိုက်တယ်။တော့ဘာလဲဆိုတော့အခက်ခဲကိုကျွန်တော်တို့ရင်ဆိုင်ဖြေရှင်းမလား။ဒါကိုထွက်ပြေးမလားဘူး။အဲ့ဒါကိုကျွန်တော်တို့ fight or flight reaction လို့ခေါ်တယ်။ reaction ဒီတုံ့ပြန်မှုနှစ်မျိုးလုံးမှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ပုံစံကအတူတူပဲ။ဘာတွေဖြစ်သွားလဲဆိုတော့ကြက်သားတွေတောင်းတင်းသွားတယ်၊နှလုံးခုန်တွေညံလာတယ်၊အုံနောက်ကနုံနုံကြွကြွဖြစ်သွားတယ်။ဒီလိုပုံစံမျိုးကိုကျွန်တော်ပြပုံမှန်ကြည့်တော့ဒီအရာကောင်းတယ်။ကောင်းတယ်ဆိုပေမဲ့ ဘာဖြစ်လဲဆိုတာဒီလိုအခက်ခဲနဲ့ကြုံလာတဲ့ခါမှာဒီခက်ခဲကိုရင်ဆိုင်ဖြေရှင်းမလားဒါမှမဟုတ်ထွက်ပြေးမလားဆိုတာကိုလှုပ်ဖို့အတွက်ခန္ဓာကိုယ်ကအသင်းသင်းဖြစ်သွားတယ်။ဒါမှပြဿနာဘာလဲဆိုတော့ကျွန်တော်တို့ကလူနေမှုပုံစံပြောင်းလဲလာတာနဲ့အမျှကျွန်တော်တို့ကြုံလာတဲ့အခက်ခဲတွေကရုပ်ပိုင်းဆိုင်ရာပြဿနာတွေထက်ဆိုင်စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုပြီးများလာတယ်။ဥပမာအိမ်မှာငွေကြေးပြဿနာဖြစ်တယ်မိဘချင်းအဆင်မပြေဖြစ်လို့ကိုယ်ကစိတ်ညစ်ရတယ်ရုံးမှာကိုယ့်ရဲ့အထက်လူကြီးကကိုယ့်ကိုဆူလို့စိတ်ညစ်ရတယ်။ဒါမှမဟုတ်လေဟိုတခခုခုပေါ့အခက်ခဲတခခု ကြုံလာတဲ့အချိန်တိုင်းမှာကျွန်တော်စဉ်းစားကြည့်ကျွန်တော်ကြုံနေရတဲ့အခက်ခဲတွေဆိုတာကရုပ်ပိုင်းဆိုင်ပြဿနာဆိုတာတိတ်မရှိတော့အဲ့အစားစိတ်ပိုင်းဆိုင်ပြဿနာတွေပဲဖြစ်လာတယ်ဒီလိုစိတ်ပိုင်းဆိုင်ပြဿနာတွေလားရုပ်ပိုင်းဆိုင်ပြဿနာတွေလားဆိုတာကိုအုံနောက်ကကြတော့မခွဲခြားနိုင်မခွဲခြားနိုင်တဲ့အခါကျတော့ तू ကပုံမှန်အတိုင်းပဲလုပ်ပေးလိုက်တာပဲ stress hormone တွေထုတ်ပေးလိုက်တယ်ခန္ဓာကိုယ်တောင့်တင်းလာတယ်ကြွက်သားတွေတောင့်တင်းလာနှလုံးကုန်မြန်လာတယ်နုံနုံကြွကြရှိလာတယ်ဆိုတော့ကျွန်တော်တို့ကနေ့တိုင်းနေ့တိုင်းမှာရုပ်ပိုင်းဆိုင်မဟုတ်ပဲနဲ့စိတ်ပိုင်းဆိုင်ပြဿနာတွေနဲ့နေ့စဉ်ကြုံတွေ့လာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ ျွန်တော်ဒီမှာပြစိတ်ညစ်စရာတခုတည်းမကဟုတ်တယ်နော်တနေ့တနေ့မှာကျွန်တော်စိတ်ညစ်စရာအများကြီးပဲဒါပေမဲ့အများစုကစိတ်ပိုင်းဆိုင်ပြဿနာတွေပဲဒီဟာတွေနဲ့တစ်ချိန်လုံးကြုံတွေ့နေရတဲ့ခါကျတော့ပုံမှန်အားဖြင့်ဆိုရင်ဒီစိတ်ဖိစီးမှုကိုဖြစ်စေရပေါ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေကအပေါ်တက်သွားမယ်ဟိုအစင်းသင်းပြောင်းလောက်လိုက်တယ်ပြီးရင်တော့ okay ပြဿနာမရှိတော့ဘူးဆိုရင်သူကပြန်ပြီးပြေလည်သွားပြီဆိုရင်ခန္ဓာကိုယ်ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်ရော့သွားတယ်နော်ပြန်ပြီးဒီကိစ္စရော့သွားတယ်ဒါပေမဲ့ခုနကလိုစဉ်းစားကြည့်ရင်ကျွန်တော်တို့ကြုံတွေ့နေရတဲ့နေ့စဉ်စိတ်ပိုင်းဆိုင်ပြဿနာတွေကကြတော့မရော့ပါဘူး မယုတ်ဝါးတဲ့ခါကျတော့သူကဇက်တိုက်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 ဖြစ်နေတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့အုံနောက်ကခုနပြောတဲ့စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ခန္ဓာကိုယ်အစင်းသင်းဖြစ်အောင်လှုပ်ပေးထားတဲ့လုပ်ငန်းစဉ်ကိုသူပြန်ပြီးမပိတ်တော့ပုံမှန်အဖြစ်ဆိုအဲ့လုပ်ငန်းစဉ်တွေကဖွင့်ရတယ်ခက်ခဲမရှိတော့သူကပြန်ပိတ်ရတယ်ဒါပေမဲ့ဒီအချိန်ဒီမှာကျတော့သူကပြန်ပြီးမပိတ်နိုင်တော့မပိတ်နိုင်တဲ့ခါကျတော့ဘာဖြစ်ဖြစ်လာလဲဆိုတော့ကျွန်တော်စိတ်ဖိစီးမှုတွေကိုပို့ပြီးခံစားရတယ်ကျွန်တော်အခုတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာကညာဘက်အိတ်မပြောတာညာဘက်ဘာလို့အိတ်မပြောတာလဲ ျွန်တော်ဆိုမှတွေးစရာအများကြီးပဲကျွန်တော်အုံနောက်ကညွန့်ညွတ်ကြကြတဲ့ချိန်လုံးဖြစ်နေတယ်တွေးစရာကိုစဉ်းစားလိုက်တဲ့ခါကျရင်မှရင်ခုန်တန်တွေပြင်းရလာတယ်ခန္ဓာကိုယ်တောင့်တင်းလာတယ်ကျွန်တော်ဇကြောတွေတက်တယ်ကိုယ်လက်တွေကိုက်ခဲတယ်ဒီအကြောင်းအရာတွေအကုန်လုံးကစိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ပြဿနာကြီးပဲအခက်ခဲတွေကြုံတွေ့လာတဲ့အခါမှာဒါကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဆိုတာမခွဲခြားနိုင်တော့တဲ့အုံနောက်ကြောင့်ဆက်ပြီးတော့ဖြစ်လာတဲ့စိတ်ဖိစီးမှုတွေအဲ့စိတ်ဖိစီးမှုတွေကြောင့်ကျွန်တော်တို့ဒီမှာရုပ်ပိုင်းဆိုင်ရာပြဿနာကြီးဆက်ပြီးတော့တက်တော့တာညာဘက်အိမ်မပြောတာ အဲ့လိုမျိုးဟိုတစ်ချိန်လုံးပင်ပန်းနေတယ်လို့ခံစားနေရတယ်အကျွတ်သားတွေနာကျင်ကြိုက်ခဲနေတာနှလုံးခုန်မြန်ပြီးတော့လူကတစ်ချိန်လုံးစိုးရိမ်စိတ်တွေဖြစ်နေတာဒါတွေအကုန်လုံးက fake ဖြစ်သင်းမှုကြောင့်ဖြစ်ပါတယ်ပြဿနာတွေအခုကျွန်တော်တို့ပျော်ရွှင်စေရလို့ထင်တဲ့ကျွန်တော်တို့ထင်တဲ့အကြောင်းအရာတွေကိုကျွန်တော်စပြဖန်ဆစ်ကြအောင်ပထမဆုံးနဲ့အားလုံးမှတူညီနေတဲ့အချက်ကတော့ဗာလဲဆိုတော့ပတ်စံပတ်စံကပျော်ရွှင်စေတဲ့အကြောင်းအရာတစ်ခုကျွန်တော်တို့အတွက်ပျော်ရွှင်စေတဲ့အကြောင်းအရာဆိုတာလူ199ယောက်ကအဲ့ဒါကိုလက်ခံတယ်ကျွန်တော်လည်းလက်ခံတယ် ပတ်စံဆိုတာအဲ့ကျန်တဲ့တယောက်မှကျွန်တော်ပါနေလို့မဟုတ်ဘူးเนาะကျွန်တော်လည်းပတ်စံဆိုတာအရေးကြီးတယ်လူတွေပျော်ရွှင်နေတဲ့အကြောင်းအရာဖြစ်ကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုနည်းနည်းလေးစမ်းစစ်ကြအောင်ပတ်စံတာတကယ်ပျော်ရွှင်စေရဆိုရင်လူတွေကိုအများနဲ့ပျော်ရွှင်နေစေရဆိုရင်ပတ်စံချမ်းသာတဲ့သူတွေစီမှာဖိဖိရဲ့ကြမရှိဘူးလားပတ်စံချမ်းသာတဲ့သူတွေကတစ်ချိန်လုံးပျော်ရွှင်နေကြလားပတ်စံထားရနေရမရှိအောင်ဖြစ်နေတဲ့သူတွေကိုဘဝကိုအရင်ချိန်နဲ့ပျော်ရွှင်နေတယ်ဆိုတာမြင်မှုလို့လား ်ပတ်စံတချို့တွေအဲ့တော့ကျွန်တော်တို့ပျော်ရွှင်မှုစဉ်းစားကြည့်အဲ့ဒါဆိုရင်ပတ်စံလုံးဝမရှိတဲ့လူတွေရောသူတို့ဘဝတသက်တာကိုလုံးဝမပျော်ရွှင်ရဘဲနဲ့ဖျက်ဆီးနေကြရလားအဲ့လိုစဉ်းစားကြည့်ရင်ကြတော့ပတ်စံရှိတဲ့သူလည်းပျော်ရဲအချိန်ရှိရမပျော်ရဲအချိန်ရှိရပတ်စံမရှိတဲ့သူလည်းပျော်ရဲအချိန်ရှိရပျော်ရဲမပျော်ရဲအချိန်ရှိရပဲဒီလိုမျိုးကျွန်တော်စဉ်းစားလိုက်ရတယ်ပတ်စံကအတိုင်းတာတစ်ခုထိရောကျွန်တော်တို့ပျော်ရွှင်စေတယ်ပတ်စံကအတုံးဝင်တယ် ဘယ်လိုအသုံးဝင်လဲဆိုတော့ကျွန်တော်တို့အတွက်လိုအပ်တာကိုကျွန်တော်အသုံးပြုလို့ရတယ်ကျွန်တော်တို့မှာလိုအပ်တာကိုအသုံးပြုလို့ရတယ်တခြားသူတွေကိုကျွန်တော်ကူညီလို့ရတယ်ကျွန်တော်တို့မှာရှိတဲ့မယူပါဘူးဖွားတွေကိုကျွန်တော်ကူညီဆောင်ရှောက်လို့ရတယ်စသဖြင့်ပေါ့ကျွန်တော်တို့သုံးလို့ရတဲ့ပတ်စံသုံးလို့ရတဲ့နေရာတွေအများကြီးပဲဒါပေမဲ့ခုနကျွန်တော်ပြောမေးတဲ့မေးခွန်းအတိုင်းပဲအဲ့ဒါဆိုရင်ပတ်စံချမ်းသာတဲ့သူတွေကအငြင်းပျော်ရွှင်နေလားဆိုတာမှာကျတော့ကျွန်တော်အဖြေမရှိပြန်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာလိလာချက်တစ်ခုရှိတယ် တလောက်သိန်း100ဝင်တဲ့သူနဲ့တလောက်သိန်း200ဝင်တဲ့သူနဲ့ကြားထဲမှာပျော်ရွှင်မှုထူးထူးခြားခြား၊ကွဲပြားခြားနားနေတာအရင်မရှိဘူးလို့ပြောတယ်။ပတ်စံကအတိုင်းတာတစ်ခုထိပျော်ရွှင်မှုကိုဖန်တီးပေးနိုင်တယ်။ဒါပေမဲ့အဲ့ဒီအဆုံးသက်တစ်ခုကိုရောက်သွားပြီဆိုရင်တော့ဘောင်တစ်ခုကိုရောက်သွားပြီဆိုရင်တော့ပတ်စံကနောက်ထပ်ပျော်ရွှင်မှုတွေမဖန်တီးပေးနိုင်တော့ဥပမာကျွန်တော်တို့အခုမြန်မာနိုင်ငံကအရန်ချက်လာတဲ့တထေးကြီးတွေကနောက်ထပ်ပတ်စံသိန်း100ဝင်လာလို့ပြောရှင်မယ်ထင်လား။ဘယ်ပြောရှင်တော့မလဲ။သူတို့ပြောရှင်မှုကခြားတော့တခြားနေရာကိုရောက်သွားပြီ။ ဆိုတော့ကျွန်တော်အမြင်ကိုပြောရရင်တော့ပတ်စံကပျော်ရွှင်စရာတွေဖန်တီးပေးနိုင်တယ်အတုံးဝင်တယ်အတိုင်းတစ်ခုတည်းတော့အတုံးဝင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘဝကအသက်ရှင်နေထိုင်မှုအတွက်ပတ်စံရှာရတာဖြစ်တဲ့ねကျွန်တော်တို့အသက်ရှင်နေထိုင်မှုအတွက်ကျွန်တော်တို့မှာလိုအပ်တဲ့အရာတွေကိုသုံးမှုအတွက်ကျွန်တော်တို့ပတ်စံရှာရတာဖြစ်တဲ့ねဒါပေမဲ့ပတ်စံရှာဖို့အတွက်ပဲကျွန်တော်တို့ဘဝကိုရှင်သန်နေရတယ်ဆိုရင်တော့အဲ့ဒါအဓိပ္ပာယ်မရှိဘူး စဉ်းစားကြည့်လိုက်ကျွန်တော်တို့ဘဝမှာတောက်လျှောက်ကျွန်တော်တို့ရွေးချယ်မှုတိုင်းရွေးချယ်မှုတိုင်းကပတ်စံနောက်ကိုပဲလိုက်ခဲ့ရတယ်ကျွန်တော်တို့ပျော်ရွှင်မှုတွေတခြားအဲ့ဒါကြီးကျွန်တော်ဘာမှစဉ်းစားလို့မရခဲ့ပဲနဲ့ပတ်စံကပဲကျွန်တော်တို့ပျော်ရွှင်စေနိုင်မယ်လို့ထင်လို့ကျွန်တော်တောက်လျှောက်လိုက်ခဲ့တာလေတော်တော်ချိန်ကြာနေပြီဒါပေမဲ့ရရရတဲ့အချိန်တိုင်းမှာကျွန်တော်ပျော်ရွှင်မှုကတိုးလာလာဆိုတော့တိုးလာနည်းနည်းလေးစဉ်းစားကြည့်ရင်အရင်တော့ကဗျာလွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကိုစဉ်းစားကြည့်လိုက်ကျွန်တော်ပတ်စံဘယ်လောက်ရတယ်ထင်လဲ ငါနှစ်ချောင်းနဲ့သန်းနှစ်လောက်ကိုစဉ်းစားကြည့်လိုက်ကျွန်တော်တို့ပတ်စံတသိန်းနှစ်သိန်းရရင်ပျော်ရွှင်နေတဲ့ပုံစံနဲ့အခုကျွန်တော်တို့ပတ်စံ30သိန်း30ရရင်ပျော်ရွှင်နေတဲ့ပုံစံနဲ့ကကွာခြားမှုရှိလားအရင်ကွဲပြားခြားနားနေရမှရှိအရင်များများဆဆာကြီးကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအရာဖွံ့ဖြိုးဝါးစေတာပူပြီးပျော်ရွှင်လာစေတယ်ဆိုတာရှိအဲ့တော့ကျွန်တော်အမြင်ပြောရရင်တော့ပထမဆုံးကိုဆန်းစစ်ကြည်တနာပတ်စံတကယ်ကိုကျွန်တော်တို့ပျော်ရွှင်မှုဖြစ်စေလားအဲ့တော့အတိုင်းတာတစ်ခုတည်းတော့ပျော်ရွှင်မှုဖြစ်စေတယ်ဒါပေမဲ့ပတ်စံမှာပတ်စံမဲ့အမြင်ဖြစ်နေရဆိုရင်တော့ကျွန်တော်တို့ပျော်ရွှင်နိုင်မှာမဟုတ်ဘူး ဒါကပထမဆုံးတစ်ချက်ပေါ့ကျွန်တော်သိသိနေတာနောက်ထပ်တစ်ခုကျွန်တော်တို့မှာပျော်ရွှင်ပျော်ရွှင်နေလို့ကျွန်တော်တို့ထင်စေတဲ့အကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့နှိုင်းရှင်ခြင်းကနေရလာတယ်ပျော်ရွှင်မှုပဲ။အဲ့ဒါကိုအစ်စမန်ဟုတ်လားဆိုတော့ကျွန်တော်ဥပမာတစ်ခုပြပြမယ်။ပတ်စံ300ရှိတဲ့သူနဲ့ပတ်စံ100သိန်းရှိတဲ့သူနဲ့ဘယ်သူကပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာအရာကောင်းမယ်လို့ထင်လဲပို့ပြီးတော့ပျော်ရွှင်နိုင်မယ်လို့ထင်လဲ။ပတ်စံ300ရှိတဲ့သူကပျော်ရွှင်နိုင်မယ်လို့ထင်တာပေါ့။ လူတိုင်းထင်မှာပဲဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ပတ်စံတိန့်တရာရှိတဲ့သူကသူနှောင်းဝင်းကျင်မှာရှိတဲ့သူတွေအကုန်လုံးကတိန့်တဆောင်ရှိတဲ့သူတွေဖြစ်ကုန်ပြီးတော့ပတ်စံ၁၀သိန်းမဲ့ရှိတဲ့သူကြာသူနှောင်းဝင်းကျင်မှာရှိတဲ့သူတွေအကုန်လုံးကပတ်စံ၁သိန်းမဲ့ရှိတဲ့သူတွေဆိုရင်ဘယ်သူကပိုဖြောရွှင်နိုင်မှာထင်လဲပတ်စံတိန့်တရာရှိတဲ့သူလား၁၀သိန်းမဲ့ရှိတဲ့သူလားသိတာကြီးပဲပတ်စံ၁၀သိန်းမဲ့ရှိတဲ့သူပိုပြီးပျော်ရွှင်ကြရဲအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ပျော်ရွှင်မှုဆိုတာအဲ့တို့အမြင်မှာတချို့လူရဲ့အမြင်မှာကြာတော့ပျော်ရွှင်မှုဆိုတာ နှိုင်းရှင်နာကနေလာတယ်။ဘလို့မျိုးလဲဆိုတော့ तू ကဒီကားစီးရယ်ဆိုရင်ငါသူ့ထက်ပိုကောင်းတဲ့ကားကိုစီးရရင်ပြောရွှင်တယ်။ तू ကပတ်စံ30သိန်းရှိရယ်ဆိုငါပတ်စံ30ရှိမှပြောရွှင်တယ်။ तू ကပညာရည်ချင်းတလောက်ဆိုငါသူ့ထက်တလောက်ပိုပြီးတော့တက်နေပြီတဲ့အာကပိုပြီးတော့ပြောရှင်းစေတယ်။စသဖြင့်ပေါ့သူ့ကိုယ်သူနဲ့တခြားသူတွေအကုန်လုံးကို तू ကနှိုင်းရှင်ထားတယ်။နှိုင်းရှင်ကြည့်လိုက်။အဲ့တော့သူ့ထက်နှိမ့်တဲ့သူတွေနဲ့တွေ့ရတဲ့အခါမှာ तू ပြောရွှင်ရတယ်။အော်ငါဘဝဂျင်းက်ဆရာပါလားဆိုပြောရွှင်ရတယ်။အဲ့သူ့ထက်မြင့်တဲ့သူတွေနဲ့တွေ့တဲ့အခါကျတော့ မပျော်ရွှင်ရတယ်ဗျ။အဲ့နှိုင်းရှင်ခြင်းအဖြစ်လဲလူတွေကပျော်ရွှင်ခြင်းကိုရှာဖွေကြတယ်။အဲ့ဒီနှိုင်းရှင်မှုကနေရလာတဲ့ပျော်ရွှင်မှုကအချိန်ကြာရင်မခံ။ကျွန်တော်ခုနပေးခဲ့တဲ့ဥပမာလိုပဲသူ့ထက်နှိမ့်တဲ့သူတွေနဲ့နှိုင်းရှင်တဲ့အခါကျရင်တော့ပျော်ရွှင်မှုကလာပေမဲ့ကိုယ့်ထက်ပိုပြီးမြင့်တဲ့သူနဲ့နှိုင်းရှင်တဲ့အခါကျတော့အဲ့ပျော်ရွှင်မှုကချက်ချင်းပြတ်သွား။အဲ့ခါကျတော့အဲ့ဒီပျော်ရွှင်မှုမတည်မြဲဘူးမတည်မြဲတဲ့ခါကျတော့ तू ကနောက်ထပ်တစ်ခုဘာဘာပြီးတော့လောက်ဘာလောက်ရလဲဆိုတော့အဲ့သူ့တက်တာလေလို့ထင်နေသူထက် तू ကပူတောင်ပူပြီးတော့ သူ့ကိုသူအဆန်းကိုစူးစမ်းအထောက်အပြန်ဒီလိုနီးလန်းနဲ့သူကမဆုံးနိုင်တော့ဗျအဲ့တော့နှိုင်းရှင်ချင်းကရလာတဲ့ပျော်ရွှင်မှုတွေဟာအချိန်ကြာရင်မခံဘူးခဏလေးပဲခံတယ်နောက်ထပ်ကိုထက်တာတဲ့သူနဲ့ကိုကနေနှိုင်းရှင်လိုက်တဲ့အခါကိုထက်တာတယ်လို့ထင်တဲ့သူနဲ့တွေ့မိတာနဲ့ခုနပျော်ရွှင်မှုကပြတ်သုံးသွားတယ်အဲ့တော့ကျွန်တော်ဒုတိယအချက်အနေနဲ့သိရဖို့ကနှိုင်းရှင်ချင်းကလာတဲ့ပျော်ရွှင်ခြင်းတွေဟာချိန်ကြာရင်မခံဘူး ျွန်တော်နောက်ဆုံးတစ်ခု fancy ကြည့်သေးကျွန်တော်ကပါလဲဆိုတော့ကျွန်တော်တို့လိုချင်တာကိုရတဲ့အခါမှာဖြစ်လာတဲ့ပျော်ရွှင်မှုပေါ့အဲ့ပျော်ရွှင်မှုကဘယ်လောက်ကြာကြာခံလဲဒီပျော်ရွှင်မှုကတကယ်အစ်စ်မှန်ဖြစ်လားဆိုတော့ကျွန်တော် fancy ကြည့်သေးတယ်ကျွန်တော်စဉ်းစားကြည့်လိုက်လွန်ခဲ့တဲ့3-5နှစ်လောက်ကပေါ့နော်ဒါမှမဟုတ်လေတိတ်မကြသေးရလည်းဖြစ်နိုင်တယ်ကျွန်တော်ပစ္စည်းတစ်ခုကိုလိုချင်တာမျိုးရှိလိမ့်မယ်ဟာဒီပစ္စည်းကိုရရင်တော့ငါတော့အရန်ပျော်နေရမှာပဲငါတော့အရန်ပျော်ရွှင်လာရမှာပဲဒီထက်ပိုပျော်ရွှင်စရာကောင်းတာမရှိတော့ဘူးလို့ထင်တဲ့ကျွန်တော်ပစ္စည်းတွေပိုင်းရှိလိမ့်အဲ့ပစ္စည်းကိုတကယ်ရလာတဲ့အခါကျတော့ဘယ်လောက်ကြာကြာပျော်လဲ ကျွန်တော်တို့နောက်ထပ်လိုချင်တာတွေမရှိတော့ဘူးလားအလိုချင်ဆုံးဆိုတဲ့ပစ္စည်းတစ်ခုကိုကျွန်တော်တို့ရပြီးရနောက်မှာအောင်နောက်ထပ်နောက်ထပ်နောက်ထပ်လိုချင်တာရှိသေးလားမရှိတော့ဘူးလားကားတစ်စီးပေါ့ဆိုတော့ကျွန်တော်တို့ကားတစ်စီးဝယ်တယ်ဆိုပါတော့နော်လွန်ခဲ့တဲ့3-5နှစ်တော့ငါတို့ဖြင့်ဒီကားလေးတစ်စီးကိုဝယ်လိုက်ရရင်တော့ဖြင့်ဝယ်နိုင်ရင်တော့ဖြင့်ပျော်နေရပါပြီလို့ထင်တဲ့သူကဒီနေ့ဒီခါမှာအဲ့ကားကိုစီးနေနောက်ထပ်ကားတစ်စီးကိုမျှော်နေပြန် နောက်တစ်ကားတစ်စီးကိုထပ်ပြီးတော့သူစဉ်းစားနေပြန်ပြီအာနောက်တစ်ကားတစ်စီးဒါစီးရင်ဒီကားမျိုးဒါစီးရင်တော့ငါတို့တော်တော်ပြောရမှာပဲလို့ထင်ပေမဲ့အဲ့ကားကိုတကယ်ရရင်ရောသူပြောရှင်မဘလောက်ကြကြခံမယ်လို့ထင်လိုက်နောက်ထပ်လိုချင်တဲ့ဟာတစ်ခုရှိလာအဲ့ဒါကိုကျွန်တော်တို့ကပြေးစပ်ပုံမှာပြေးနေတဲ့သူတွေနဲ့တူတယ်လို့ကျွန်တော်တို့ညွှန်းတယ်ပြေးစပ်ပုံမှာပြေးဘူးတယ်နော်လူတိုင်းပြေးသက်ပုံမှာပြေးဘူးပြေးဘူးကြလိမ့်မယ်ကျွန်တော်တော့ခုတလောပြေးနေရတဲ့သူဆိုတော့ဒါပဲအဲ့တော့ပြေးသက်ပုံမှာပြေးဘူးကြလိမ့်မယ်ပြေးသက်ပုံမှာပြေးတဲ့သူတယောက်ကသူဘလောက်အားထုတ်အားထုတ် ်သူဘလောက်ပဲပြေးပြေးနောက်ဆုံးမှာ तू ကဒီနေရာမှာပဲရှိနေသူပြေးတာတော့အရန်ပြေးထားတာပဲဒါပေမဲ့နောက်ဆုံးမှာတော့ तू ကဒီနေရာမှာပဲရှိနေကျွန်တော်တို့ရဲ့ logic တတ်မှတ်မှုတွေဆိုတာကပြေးသက်ပုံမှာပြေးနေတဲ့သူနဲ့တူတယ်ကျွန်တော်တို့မှာ logic တာတစ်ခုရှိလာတယ်အဲ့တစ်ခုကိုကျွန်တော်ရွာရတယ်ဒါပေမဲ့နောက်ထပ် logic တာတစ်ခုကျွန်တော်တို့မှာရှိလာတယ်အဲ့တွေ့ထပ်ပြီးစူးစမ်းရပြန်ပြေးသက်ပုံမှာပြေးနေရတဲ့သူက तू ရက်လိုက်မှသာဒီပြေးသက်ကရက်သွားမှာပဲ အဲ့လိုမျိုးပဲကျွန်တော်တို့မှလည်း login တက်မှတ်တဲ့ကိစ္စတွေကပေါ့နော်ဒါကတော့ကျွန်တော်တားမြစ်လို့မရဘူးပေါ့နော် login တက်မှတ်နေတဲ့ကျွန်တော်တို့မှ login တာတွေ search ပြီးတော့ set ပြီးတော့ရှိနေတဲ့ကိစ္စတွေကတော့ကျွန်တော်တားမြစ်လို့မရဘူးအဲ့ကျွန်တော်တို့ရဲ့ login မှုတွေကလည်းအဆုံးသတ်မရှိဘူးကျွန်တော်တစ်ခုရရင်လည်းနောက်တစ်ခု login မှာပဲတစ်ခုရရင်လည်းနောက်ထပ်တစ်ခု login မှာပဲဗုဒ္ဓဘာသာအယူဆအရဆိုတော့အဲ့ဒါကိုလောဘလို့ခေါ်မယ်အဲ့ကျွန်တော်တို့မှ login မှုတွေကအဆုံးသတ်မရှိဘူး လိုချင်မှုတွေအဆုံးသတ်မရှိတဲ့အချိန်မှာကျွန်တော်တို့ကအုံနောက်ကျွန်တော်တို့အုံနောက်ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့သူကစိတ်ညစ်စရာကိုပဲရှာတယ်။လိုချင်တာတွေလိုချင်တာတွေထပ်ရှိနေတဲ့အချိန်မှာကျွန်တော်အုံနောက်ကကိုယ့်စီမှာရှိနေတဲ့လက်ရှိမှာရှိနေတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတော့ကားဆိုရင်လည်းအဲ့လိုပဲခုနကပြောတဲ့ဥပမာအရဆိုရင်ကိုစီးနေတဲ့ကား game site နိုင်တော့ကိုသုံးကြည့်နေတဲ့ပစ္စည်း game site နိုင်တော့နောက်ထပ်ကိုလိုချင်တဲ့အရာကိုပဲကျွန်တော်ရှာဖွေတယ်။တစ်ချိန်တည်းမှာကျွန်တော်အုံနောက်က စိတ်ညစ်စရာတွေကိုပဲတောက်လျှောက်လိုက်ရှာရတာကျွန်တော်တို့စီမှာမရှိတဲ့အရာတွေကျွန်တော်တို့စီမှာလိုအပ်နေတဲ့အရာတွေကျွန်တော်တို့မပြည့်ဝသေးတဲ့အရာတွေကိုပဲကျွန်တော်အုံနောက်ကတစ်ချိန်လုံးလိုက်ရှာရတယ်။အဲ့လိုနီးလန်းနဲ့ကျွန်တော်တို့ကအဆုံးသတ်မရှိတဲ့ပြေးဆက်ပုံမှာအမြဲတမ်းပြေးနေရတယ်လို့ဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့လိုချင်တာရရပျော်ရွှင်မှုအောင်ဘလောက်ကြကြခံလဲဆိုတာကိုကျွန်တော်နောက်ဆုံးအဆင့်နေနဲ့ဆန်းစစ်ကြည့်စေချင်တယ်။ကျွန်တော်တို့ပျော်ရွှင်နိုင်စေမယ်လို့ထင်တဲ့အရာတွေကို သူ့ရဲ့အနှစ်သာရကိုကျွန်တော်ဖန်ဆစ်ကြည့်တဲ့အခါမှာသုံးခုကျွန်တော်အဓိကထားပြီးပြောပြောရတယ်ပေါ့နော်ပထမတစ်ခုကတော့ငွေကြေးငွေကြေးဆိုတာကပြောရရင်တော့ကျွန်တော်ပြောရှင်းစရာတွေဖြစ်စေတယ်ဒါပေမဲ့အတိုင်းတာတစ်ခုထိပဲဒါမှဒါဖြစ်နေပြီဆိုရင်တော့ကျွန်တော်ပြောရှင်းစရာတွေနဲ့လှမ်းဝေးနေဦးမှာဒုတိယတစ်ခုကနှိုင်းရှင်ခြင်းကြောင့်ရလာတဲ့ကျွန်တော်ရဲ့ပြောရှင်းမှုပေါ့ခဏတစ်ဖြုတ်တော့ကျွန်တော်တို့ကျွန်တော်တို့ထက်တာတဲ့သူနဲ့မတွေ့ခင်မှာတော့ကျွန်တော်တို့ပြောရှင်းမှုတွေဖန်တီးပေးနိုင်တယ် ဒါပေမဲ့ကျွန်တော်တို့ထက်တာတဲ့အကြောင်းအရာတွေနဲ့တွေ့လာတယ်ကျွန်တော်တို့ထက်တာတဲ့လူတွေနဲ့တွေ့လာတဲ့အချိန်မှာတော့အဲ့ဒီပျော်ရွှင်မှုဟာအဆုံးတက်သွားပြန်ဒါကလည်းမတည်နေပြန်နောက်ဆုံးတစ်ခုကတော့လိုချင်တာရလို့ကျွန်တော်တို့မှာဖြစ်လာတဲ့ပျော်ရွှင်မှုပေါ့ခဏတစ်ဖြုတ်တော့ပျော်ရွှင်စေရယ်ဒါပေမဲ့ကျွန်တော်တို့ဘေးမှာရှိတဲ့အရာတွေကိုအယောင်ရဲနိုင်ဘူးတိမှန်မပြုတ်နိုင်ဘူးကျွန်တော်ရဲ့ပျော်ရွှင်မှုကဒီလောက်မှာပဲကျွန်တော်ရဲ့ပျော်ရွှင်မှုကတခြားနေရာတွေမှာပဲရုပ်ဝတ္ထုပစ္စည်းတွေမှာပဲဆက်ဆက်ရှိနေမယ်ဆိုပြီးတော့လိုလိုလိုချင်တာတွေထပ်များနေမယ်ဆိုတော့ကျွန်တော်မပျော်ရွှင်ရပြန် တော့ဒီနေ့မှာတော့ကျွန်တော်တို့ကျွန်တော်အဓိကပြောချင်တဲ့အကြောင်းအရာကျွန်တော်တို့ကိုပျော်ရွှင်စေတယ်လို့ထင်ပြီးတော့ကျွန်တော်တို့အဲ့အကြောင်းအရာတွေကိုရဖို့အတွက်မနာမနေစ조사အားထုတ်နေတဲ့အကြောင်းအရာတွေကတကယ်ကိုကိုယ်ပျော်ရွှင်နိုင်စေရလားဆိုတာကိုကျွန်တော်ဆန်းစစ်ကြည့်စေချင်တယ်ကို့မှာရှိတဲ့အကြောင်းအရာတွေကိုလည်းဒီနီးလန်းနဲ့ကျွန်တော်စဆန်းစစ်ကြည့်ပတ်စံငါတို့ပျော်ရွှင်မှုတွေပျော်ရွှင်စေတာလားဒါမှမဟုတ်ငါတို့တများတွေနဲ့နှိုင်းရှင်ကြည့်တဲ့အခါကိုကိုကိုကျင့်နေပြီးပျော်ရွှင်စေတာလားဒါမှမဟုတ်လူကျင်တာရဖို့အတွက်ပျော်ရွှင်စေတာလား ဒီ၃ခုလုံးကိုကျွန်တော်ဆန်းစစ်ကြည့်ပြီးတော့ဒီဟာကိုပဲရဖို့အမြဲတမ်းကျွန်တော်တို့ကြီးနေလွှားနေရမယ်ဆိုရင်တော့ကျွန်တော်တို့ပြည့်စက်ပုံမှာကြီးနေတဲ့သူတယောက်လိုဖြစ်ပြီးတော့ပျော်ရွှင်ခြင်းနဲ့ကျွန်တော်တို့အလန်းဝေးမှာအဲ့တော့ဒီနေ့တော့ဒီလောက်ပဲကျွန်တော်တို့နောက်တစ်ခေါက်မှာတော့ကျွန်တော်တို့ပျော်ရွှင်မှုအတွက်ဘယ်လိုစိတ်မျိုးတွေထားရမလဲဆိုတာကိုကျွန်တော်ထပ်ပြောပြပြပါမယ်ကြီးပဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ Anavon C ကနေပြီးတော့ဝိုင်းဝန်းကူညီပံ့ပိုးပေးထားပါတယ်